မင်္ဂလာပါပရိသတ်တို့ရေ Hub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ One Piece ကဘာထဲမှာစွမ်းအားဟာအရာအလုံးကိုဖိနှိပ်ချုပ်ကန်ထားပါတယ်။ရေတက်ကိုပဲဖြစ်ဖြစ်ပင်လယ်ဓားတွေကိုပဲဖြစ်ဖြစ်ရုံကိုတွေကိုပဲဖြစ်ဖြစ်ကိုသာစွမ်းအားကြီးနေရင်ဂယုဆိုင်စရာမလိုဘူး။အဲလိုစွမ်းအားတွေအာနာပါဝါရီရှင်မြန်ကြတဲ့ကဘာကြီးထဲမှာရေတက်ကနေကောက်ွယ်ပေးထားတဲ့ပင်လယ်ဓားတခုလည်းရှိနေပြန်ပါတယ်။အဲ့ဒီပင်လယ်ဓားတွေကိုတော့ရှီချီဘူခိုင်ဒါမှမဟုတ်ပင်လယ်ဘီးယင်းစစ်ဘီးယင်းတွေလို့သိကြပါတယ်။ ဒီပင်လယ်ဓားများတွေကအရန်ကိုစွန့်အားကြီးတာကြောင့်ကမ္ဘာအဆိုးရွားဟာနတ်ဆိုးနဲ့အဖေးယူလို့တလို့ပင်လယ်ဓားများတွေနဲ့လည်းအဖေးယူလုပ်ခဲ့ပါတယ်။အဲဒါတော့အဲ့ဒီပင်လယ်ဓားများတွေကိုရေတက်ကနေမဖမ်းဘူးရေတက်ကနေကာကွယ်ပေးမယ်အပြန်လန်နေတဲ့သူတို့ရဲ့ခွန်အားကိုလိုအပ်တယ်လို့ပေးရမယ်ဆိုပြီးအဖေးယူလုပ်ခဲ့တာပါ။အဲဒါဆိုအဲ့ဒီစစ်ပရင်တွေကဘသူတွေလဲကမ္ဘာကြီးရဲ့အင်အားကိုဘယ်လိုထိန်းကြီးနေလဲ။ဒီပြရဲမှာတော့ပြိတ္တတို့ကို One Piece ကဘာတွေကပင်လယ်ပြင်စစ်ပြင်းတွေအကြောင်းကိုပြောပြသွားပါမယ်။အပိုင်း1စစ်ပြင်းတွေဆိုတာဘယ်လိုဟာတွေလဲ။ စစ်ဘီရင်တွေကိုဂျပန်လိုရှီဂျီပူခိုင်လိုခေါ်ပြီးစစ်ဘီရင်စနစ်ကိုအင်အားကြီးသုံးခုဖြစ်တဲ့ရစ်တပ်အက်ဂရစ်လေယောင်နဲ့ကမ္ဘာအစိုးရတို့ကြားမှာမျှကြေညီစေဖို့ကမ္ဘာအစိုးရကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်ပါတယ်။မူလအစားကအင်အားကြီးပင်လယ်ဓားခွန်ရောက်ကိုကမ္ဘာအစိုးရခိုင်းတာလုပ်ပေးသည့်လူငင်းချမ်းသာတွင်ပေးပြီးသူတို့ကိုယ်ပိုင်နယ်မြေတွေနဲ့ရတနာတွေထိန်းသိမ်းခွင့်ကိုအပြန်အလှန်အနေနဲ့ပေးခဲ့တာပါ။ One Piece ကမ္ဘာမှာနေထိုင်တဲ့တာမန်ပြည်သူတွေကတော့သူတို့ကိုဟီးရိုးတွေလို့မြင်ကြပေမဲ့သူတို့ရဲ့ရန်သူပင်လယ်ဓားတွေကတော့သူတို့ကိုအစိုးရရဲ့လက်ကင်ထုတ်ခွေးတွေလို့မြင်ကြပါတယ်။ ူတို့ဆက်ပြင်ချင်းချင်းကြားမှာလဲပြိုင်ဆိုင်မှုတွေတစ္ဆာဖောက်မှုတွေနဲ့ပြည့်နှက်လို့နေပါတယ်ဒါပေမဲ့လဲပင်လယ်ဓားတွေကတော့ပင်လယ်ဓားတွေပါပဲသူတို့ဟာကမ္ဘာအစိုးရနဲ့သဘောတူညီမှုယူထားပေမဲ့ခြားမှတ်တဲ့အမိန်တွေစီးမင်းတွေကိုမလိုက်နာရဲပြီးသူတို့ရဲ့ဆက်ပြင်ဆိုတဲ့ယာရုကိုတုံးပြီးနောက်ွယ်မှာပြည့်မှုတွေများစွာကိုကျူးလွန်နေကြပါတယ်အပိုင်းနှစ်ပင်လယ်ပြင်ရဲ့မူလဆက်ပြင်ခုနှစ်ပါကမ္ဘာပေါ်ကအတံမာဆုံးဒါသမား Dracula Mihawk မေဟောင်းဟာကျွန်တော်တို့ဇလန်ထဲမှာပထမဆုံးစတွေ့တဲ့စစ်ပရင်ဖြစ်ပြီးအပွဲသားတွေမရှိတဲ့တကူတော့ပင်လယ်တမျှတယောက်ပါသူဟာသူ့ရဲ့ကောင်တလာပုံစံတင်းမောင်းလေးနဲ့ပင်လယ်ပြင်နှံ့ကိုတယောက်တည်းရှောက်သွားတတ်တဲ့အေးစစ်စစ်သမားဖြစ်ပြီးသူ့ရဲ့ဓာတ်ကိုသုံးပြီးကျွန်းကျွန်းကျင်ကျင်တိုက်ခိုက်နိုင်မှုကြောင့်ပဲကမ္ဘာအတံမှာဆုံးဓာတ်သမားတယောက်လို့ဆိုရင်လည်းမမှားပါဘူးမေဟောင်းဟာအေးဆက်ပြီးတော့တင်းကျင်တဲ့အသွင်ပင်ရှိကကြောက်ဖို့လည်းကောင်းပါရဲ့။သူဟာရိုးရူလို့ခေါ်တဲ့ကြီးမားမဲနဲ့တဲ့ဒဏ္ဍာရီလာဓာတ်လက်ကိုကင်ဆောင်ပြီးတင်မောရီနဲ့တောင်တွေကိုတစ်ချက်ထဲနဲ့ဖျက်ပြနိုင်ပါရဲ့။ သူဟာတခြားပင်လယ်ရမတွေလိုငွေကြေးတွေအာဏာတွေကိုစိတ်ဝင်စားပဲဒုက္ခအားကိုမြင့်တင်ဖို့နဲ့လွတ်လွတ်လပ်လပ်နေထိုင်ဖို့ကိုသာစိတ်ဝင်စားပါတယ်။သူခရီးထွက်ပြေးလို့နယူးဝါရဲရောက်တဲ့အခါပင်လယ်အေဂရိတ်ရှန့်စ်နဲ့တပွဲတလန်းအကဲဆန်းလေးရှိပြီးတိုင်းစကစ်တွင်မှာသူဟာရိုရိုနိုရာဆိုရဲတင်စရာတယောက်လည်းဖြစ်ပါတယ်။သူအာအယုံနောက်မခံခြင်းမဲ့လွတ်လွတ်လပ်လပ်နေချင်တာကြောင့်သာရေတိုက်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီးစစ်ပီးင်ဖြစ်လာကစစ်ပီးင်တွေထဲမှာတော့အအေးဆုံးလို့ပြောလို့ရပါတယ်။တဲကနာယဘရင်ခရိုကိုတိုင်း ခရိုဂိုတိုင်းဟာဘိုင်ရော့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးစေပင်ခုနှစ်ပါးထဲမှာ trace နာမည်ပါတဲ့တဝူတဲသောသူတော့မဟုတ်ပါဘူး။သူဟာ white bread ကိုတိုက်ခိုက်ဖူးတဲ့ပြန်ပြောင်းတူဖြစ်ခဲ့ပူပါရယ်။စီရီထဲမှာတော့သူကို Alabaster တိုင်းပြည်ကို Pirin စစ်ဖြစ်အောင်လုပ်ပြီးအတင်းအဓမ္မတင်ယူဖို့ကြိုးစားနေတဲ့လူစိုးလူညစ်တယောက်အနေနဲ့မိတ်ဆက်ပေးထားပါရယ်။ သူစားသုံးခဲ့တဲ့လိုဖီယာအမျိုးအစားနဲ့ဆိုတတီဟာတဲတွေကိုလိုတလိုထိန်းချုပ်နိုင်တာခနာကိုကိုတဲဖြစ်ပြောင်းလဲနိုင်တာရေဓာတ်တွေကိုပိုဆုပ်ယူဖြစ်နိုင်တာနဲ့ဒဲမွန်နိုင်တွေတိုက်အောင်လုပ်ပြီးမိုးခေါင်စီတာအစားတွေစွမ်းအားတွေကိုပေးပါတယ်ဟာကီတုံးတက်တဲ့သူရှာပါတဲ့နေရာမှာတော့သူ့လိုလူကိုဘယ်သူမှနိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ပေမယ့်ကျွန်တော်ဆက်လိုက်ကြည့်လက်ဖေးကတော့ရေးစုပ်ပြီးအနိုင်ယူခဲ့ပါတယ် ူဟာတခြားပြည်နယ်တများတွေလက်ထဲကနေပြည်သူတွေကိုစောင့်ရှောက်ရမယ့်စစ်ပရင်ဖြစ်နေပေမဲ့လဲစွာကိုမမောပြီးတော့ပြည်သူတွေကိုခြာနှင်းကသူလိုကျင်ခဲ့တဲ့ရှီဟောင်းလက်နက်ကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာလက်ဖီနဲ့တွေ့ပြီးစစ်ပရင်ယာရုကနေဖယ်ရှားခံလိုက်ရပါတယ်။ကောင်းကင်နဲ့ဆို Donquer Hotel Do Flamingo နာမည်မှာ Trace Vampire ဆေးပြေနောက်တူဖြစ်တဲ့ Doflamingo ဟာ Celestial Dragon တွေလိုအကြီးမြတ်ဆုံးတော်ဝင်မျိုးတွေကနေဆင်းသက်လာတဲ့ပင်လယ်ဓားများတစ်ယောက်ပါ။သူဟာဆေးပြေတွေထဲမှာအင်အားအကြီးဆုံးနဲ့ Andre အများဆုံးဆေးပြေတစ်ယောက်လည်းဖြစ်တယ်လို့ကျွန်တော်ပါဝင် One Piece Fan အများစုကြိုက်ကြတဲ့ Villain ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ Doflamingo ဟာလန်ဒန်နဲ့စစ်သားမောင်းကိုဈေးကွက်ကိုလိုသလိုကျိုးဆွဲခဲ့သူဖြစ်ပြီးမြောက်ကဘာမှာတော့သူ့ကိုတကြောကားလို့တည်ကြပါတယ်။ သူရဲ့နဆိုးတတိဖြစ်တဲ့ string string no me ဟာကျိုးတွေကိုလောလောထိန်ချုံနိုင်စွမ်းကိုပေးပါတယ်။အဲဒီစွမ်းကြောင်းပဲသူဟာ dress rosa ကျုံးတစ်ခုလုံးကိုငှက်လောင်ရင်တစ်ခုလိုပြောင်းလဲဖြစ်ခဲ့တာပါ။ အဝေးကန်းဖြစ်နေတဲ့နတ်ဆိုးတစ်တီအစွမ်းကြောင့်လူတွေရဲ့လှုပ်ရှားမှုကိုကြိုးတွေတုံးပြီးရုပ်သေးရုပ်တွေလိုထိမ့်ချုပ်နိုင်တာအစာအုပ်တွေကိုဘဲဥပြုတ်ကိုအချစ်ကျုံနဲ့ဖျက်သလိုဖျက်တော့ဖြစ်နိုင်တာနဲ့ခြင်တွေကိုကျိုးနဲ့ဆွဲပြီးလေပေါ်ပြန်နိုင်တာမျိုးတွေကိုပါလှုပ်ဆောင်နိုင်ပါတယ်ဒါပြင်ကွန်ကရာဟာကီကိုတုံးတက်ပြီးအရန်ကိုညံများတွေတူတယောက်လည်းဖြစ်ပါတယ်။ဒိုဖလာမင်ဂိုဟာဒရက်ဆာစာချုံးတစ်ခုလုံးကိုသူ့လောက်ရောက်အောင်လုပ်ယူခဲ့ပြီးမြေအောင်လောကရဲ့လက်နက်ကုန်ကူတဲ့အချက်ချာနေရာဖြစ်လာစေပါတယ်။ သူ့လက်အောက်မှာတန်မာရဲ့အဖွဲ့သားတွေရှိပြီးနောက်ဆုံးမှာတော့လူဖီရိုအဖွဲ့နဲ့ချကရှုံးသွားခဲ့ပါတယ်စီဗီရီတဲမှာမှသူ့မှာရင်နာစရာအကောင်းဆုံးငယ်ပွားတစ်ခုရှိပြီးအဲဒီစိတ်တိုင်အားကြောင့်ပဲဒိုဖလာမင်ဂိုဟာအခုလို feeling ဖြစ်လာရတာပါပင်လယ်တမျှမင်းသမီးဘောဝါဟန်ကော့ခ်အမေဇုန်လီလီရဲ့အုပ်ချုပ်သူမွေမင်းသမီးလို့လည်းသိထားကြတဲ့ဘောဝါဟန်ကော့ခ်ဟာစီဗီရီခုနှစ်ယောက်ထဲမှာတဦးတည်းသောမိန်းကလေးပါသူမဟာမျက်နှာအနေထားနဲ့ခန္ဓာကိုယ်ကိုယ်လုံးကိုပေါ့ဟာအရှမ်းကိုလှပတာကြောင့်သူမကိုတွေ့တဲ့ယောက်ျားတိုင်းဟာမိမျောသွားကြလိမ့်ရှိပါတယ် အတိတ်တုန်းကသူမဟာကြုံတယောက်ဖြစ်ခဲ့ပူပြီးအရန်ကိုချိုးနေခံခဲ့ရတာကြောင့်ကြီးပင်လာတဲ့အခါမောင်းမတက်တဲ့ဇရိုက်ပါလာပါတယ်ဟန်ကုတ်ကသူမရဲ့အလှကိုစွဲမဲ့သွားသူတိုင်းကြောက်တုံးဖြစ်ပြောင်းသွားစေနိုင်တဲ့နတ်ဆိုးတူတီကိုစားသုံးထားတာဖြစ်ပြီးတိုက်ခိုက်တဲ့နေရာမှာလည်းအရန်ထွက်ပါရယ် ဟန်ကိုဟာလော်ဖီနဲ့မတွေ့ခင်တုန်းကဘယ်ယောက်ျားကိုမှစိတ်ဝင်စားခြင်းမရှိခဲ့ပေမယ့်သူမရဲ့အလားမှာစွဲမတ်တွေ့တာခြင်းမရှိတဲ့ကျွန်တော်တို့ဆက်လိုက်ခြင်းလော်ဖီကိုတွေ့သွားတဲ့အခါချစ်ချိုက်သွားပါတော့တယ်။ဘဝဟန်ကိုဟာပင်လယ်သမားလို့သာအမိခံထားပေမယ့်သူမရဲ့အမေဆုံးလီလီကျိုးကိုကောက်ွဲဖို့သာစေပင်ယာတို့ကိုလက်ခံခဲ့တာဖြစ်ပြီးအခြားဘာကောင်မှတတ်မှတ်ခဲ့သူမဟုတ်ပါဘူး။ပင်လယ်ပင်ရဲ့ပထမသားတော့ဂျင်ပင် လူသားတွေနဲ့ငါးလူသားတွေကြားညဉ့်ဉန်းရေးအတွက်တိုက်ပွဲဝင်နေတဲ့ငါးလူသားတယောက်ဖြစ်တဲ့ဂျင်ဘေဟာငါးလူသားကျုံးကိုကာကွယ်ဖို့စစ်ပင်ရာတို့ကိုလက်ခံခဲ့တာပါဂျင်ဘေဟာတည်ငြိမ်ပြီးတော့သစ္စာရှိတဲ့သူဖြစ်ကာငါးလူသားကရာတဲကိုလည်းကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ပါတယ်အစားကအစိုးရအတွက်အလုပ်လုပ်ပေးခဲ့ပေမဲ့နောက်ပိုင်းမှာစစ်ပွဲကိုတိုက်ခိုင်းတာကြောင့်ထောင်ချခံခဲ့ရပြီး White Brand နဲ့ Ace ကိုကာကွယ်ပြီးအစိုးရကိုအာခံတာကြောင့်စစ်ပင်ရာတို့ကနေဖယ်ရှားခံခဲ့ရပါတယ်သူရဲ့တရားမျှတမှုကိုချင်းမြနေတဲ့စိတ်ကြောင့်သူဟာသူ့ရဲ့ရန်သူတွေစီကနေပါလေးစားခြင်းခံရသူတယောက်ဖြစ်ပါတယ် දුදාලන පදොළොම්මුක්කුමා တထင်ကအကျဉ်းသားတရားနဲ့ပြည်စုံတဲ့လူသားတယောက်ဟာအစိုးရလက်အောက်ခံဒေါက်တာဖရီကာပန်းရင်စံတက်ချက်ကြောင့်ဆက်ရုပ်တဝက်လူသားတဝက်ဖြစ်ခဲ့ရပြီးအေးဆက်သွားခဲ့ပါတယ်။ကုမာဟာပေါ်ပေါ်နိုမီလို့ခေါ်တဲ့နတ်ဆိုးတတိကိုစားထားတာဖြစ်ပြီးအဲ့ဒီအတီးအစွမ်းကြောင့်အရာဝတ္ထုပစ္စည်းတွေလူတွေအပြင်နာကျင်မှုတွေနဲ့မှန်ညံတွေကိုပါတွန်းကန်နိုင်ပါတယ်။ဒါအပြင်သူရဲ့ကိုတချမ်းကဆက်ရုပ်အစိပ်ပိုင်းတွေဖြစ်တာကြောင့်လေဇာရီနဲ့ပြစ်လွတ်နိုင်ပါတယ်။ကုမာဟာစစ်ဗီရင်တွေထဲမှာအရန်ကိုလိုအပ်ဆန်းကျင်တဲ့သူတစ်ယောက်ဖြစ်ပြီး Revolutionary Army ရဲ့ရေးတပ်တွင်းတချို့တဦးလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူဟာ ဗေဂါဖန့်လက်ချက်နဲ့တကောလုံးဆက်ရုပ်ဖြစ်အပြောင်းခံလိုက်ရပြီးဆယ်လက်စထရီယာဒရာဂွန်တွေရဲ့အစီအကံဖြစ်လာခဲ့ပါတယ်။အရေးကိုသမားဂတ်ကိုမော်ရီယာ တချိန်တခါကကိုင်ရိုကိုအနိုင်ချမယ်ဆိုတဲ့ရီမန်းချက်နဲ့တမားရဲ့ပင်လယ်ဓားများတယောက်ဖြစ်ခဲ့သူဂက်ကိုမိုရီယာဟာထရေလာဘတ်ဆိုတဲ့ရွေလျားနေတဲ့ဂျုံကြီးရဲ့အုပ်ချုပ်သူပါသူပိုင်ဆိုင်ထားတဲ့ရှယ်ရိုရှယ်ရိုအတီးနဲ့တခြားသူတွေရဲ့အရေးကိုခိုးယူပြီးဘယ်တော့မှမတည်နိုင်တဲ့ဇွန်ဘီစစ်တပ်ကိုဖန်တီးထားသူလည်းဖြစ်ပါတယ်သူဟာသူဖန်တီးထားတဲ့အရေးတွေကိုလိုတလိုထိန်းချုပ်နိုင်ပြီးခိုးထားတဲ့အရေးတွေနဲ့သူကိုယ်တိုင်ရဲ့စွမ်းရည်ကိုပါတိုးမြင့်နိုင်ပါသေးတယ် ဒါပေမဲ့လည်းသူက love ကိုရှုံးသွားခဲ့ပြီးတော့ကမ္ဘာအစိုးရကဖြုတ်ချတာကိုခံလိုက်ရပါတယ်။သူကယွန်ကိုဖြစ်ချင်တဲ့ဆန္ဒရှိခဲ့ပေမဲ့ခိုင်ရိုကိုရှုံးပြီးတဲ့နောက်မှာသူ့ရည်မှန်းချက်တွေပျောက်ဆုံးကုန်ပါတယ်။အပိုင်း၃ထမှန်ထဲသွင်းလိုက်သောစစ်ဘီရင်အစ်တင်များမော်ဆေမဲကြီးမာရှယ်ဒီတစ်အစ်ကိုဖမ်းမိပြီးတဲ့နောက်ရေတက်လက်ထဲအပ်ခဲ့ပြီးသူဟာစစ်ပြင်ရာလူကိုရယူခဲ့ပါတယ်။ဒါပေမဲ့တီးရှာအင်ပယ်တောင်းကိုဖောက်ထွင်းပြီးအဖွဲ့သားတွေစုဆောင်းမဲ့သူ့ရဲ့အကြံအစီကြောင့်စစ်ပြင်ရာလူကိုရယူခဲ့တာပါ။ သူဟာရေတက်နဲ့ပင်လယ်ဓားများရဲ့စစ်ပွဲအတွင်းမှာ white brief data ကိုအခွင့်အကောင်းယူပြီး white ရဲ့နတ်ဆိုးတူတီကိုခိုးယူကပင်လယ် acrid တယောက်ဖြစ်လာခဲ့ပါတယ်။သူမှာယာမီယာမီနိုမီနဲ့ gorugoru no mi ဆိုတဲ့နတ်ဆိုးတူတီနှလုံးရှိပြီးအတော်လေးကိုတမ်းပါပါတယ်။သူဟာတိုက်ခိုက်တဲ့နေရာမှာနတ်ဆိုးတူတီတွေကိုသာအားကိုးလေးရှိပြီးဇလန်တွေကအကောက်ချစ်ဆုံး villain တယောက်လည်းဖြစ်ပါတယ်။သူအမေရောကမှတရားမျှတမှုကိုလိုလားခဲ့သူမဟုတ်ပဲကဘာကြီးကိုစိုးမိုးဖို့အာနာပါဝါကိုရရှိဖို့ကိုသာယူသွင်းနေခဲ့သူဖြစ်ပါတယ် တေကျင်းတရားဤဆရာဝန် Travel Guardian Law လောဟာပင်လယ်ဓားများအရောက်တရားရဲ့နှလုံးကိုရေတက်စီပေးပို့ပြီးတဲ့နောက်မှာရေတက်ကနေကန်လန်းနေဆေးပြင်ရာတို့ကိုရရှိခဲ့ပါတယ်။သူဟာဒိုဖလာမင်ဂိုကိုဖျက်ဆီးဖြစ်ဖို့အခုလိုရာတို့ကိုရယူခဲ့တာပါ။သူဟာအတော်လေးကိုထူးဆန်းတဲ့နတ်ဆိုးတစ်တီကိုစားထားပြီးအဲ့ဒီအစွမ်းနဲ့ room ဆိုတဲ့အခန်းတစ်ခုကိုဖန်တီးကအဲ့ဒီအခန်း area တွေကတရှိတမ်းမဲ့ပစ္စည်းမှန်သမျှကိုစိတ်ချပြုပြင်ဖန်တီးနိုင်စွမ်းရှိပါတယ်။ သူဟာဆရာဝန်မိသားစုကနေဆင်းသက်ပေါက်ဖွားလာတဲ့ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့သူ့ရဲ့ငယ်ဘဝကလည်းအရင်ကိုဝမ်းနေစရာကောင်းလာပါတယ်။ Dressrosa မှာ The Flamingo ကိုအနိုင်ယူပြီးတဲ့နောက်မှာတော့ Law ဟာ Luffy နဲ့ပူးပေါင်းပြီး Kaido ကိုတိုက်ခိုက်ခဲ့ပါတယ်။ဇလန်နဲ့ကကံအကောင်းဆုံးလူသားဒါမှမဟုတ် Lucien တို့ Bucky အမေတောင်းကလွတ်လာက Marine Fort တိုက်ပွဲမှာပါဝင် တိုက်ခိုက်ခဲ့ပြီးနောက်ပကီယာကံကောင်းထောက်မှစွာနဲ့စစ်ဘီရင်ဖြစ်ကံလန်းချင်းကိုခံခဲ့ရပါတယ်။ သူကတပွားလုံးချမ်းသာကြွားမှုနောက်ကိုလိုက်နေခဲ့သူဖြစ်ပြီးဆေးပြင်ဖြစ်လာတဲ့အခါမှာအရိယာတို့ကိုအုံချကမြောက်ကျေးစားစစ်သားလောကကိုအပိုင်စီးခဲ့ပါတယ်။ White Bear ရဲ့သား Owl Wayfair ဇာတ်လမ်းထဲမှာအတိအကျဖော်ပြထားခြင်းမရှိပေမဲ့ Wayfair ဟာသူ့ကိုသူ White Bear ရဲ့သားလို့ဆိုပါတယ်။သူ့ရဲ့ကြီးမားတဲ့ခွန်အားနဲ့ White Bear အဖွဲ့ရဲ့အကျွင်းချံတွေကိုတုတ်တင်ရှင်းလင်းပေးခဲ့တာကြောင့်အစိုးရကသူ့ကိုဆေးပြင်ရာထူးပေးခဲ့တာပါ။သူကတကယ်ပဲဘသူလဲဆိုတာကိုမသိရသေးပေမဲ့နောက်ပိုင်းကျရင်တော့ဇလန်းတွေကတနေရာမှာပြန်လည်ပါဝင်လာနိုင်ခြေရှိပါတယ်။ အပိုင်းလေးစေဗျင်စနစ်ကြာဆုံးခြင်းစေဗျင်စနစ်သတ်မှတ်ပြီးဆယ်စုနှစ်ကြာမှာတော့လူတွေကစေဗျင်တွေရဲ့နောက်ခွဲကအချင်းပြတ်ခြားဆောင်မှုတွေအမျက်ထုတ်မှုတွေကိုသိလာခဲ့ပါတယ် ဒါကြောင့်မယ်ကမ္ဘာနိုင်ငံတီတီကကောင်းဆောင်တွေစူဝေးပြီးနှဲ့လိုက်ခြင်းမလေးရှိတဲ့ Riverie ဆိုတဲ့ဆွေးနွေးပွဲမှာ Alvesta ဘရင် Cobra နဲ့ Dressrosa ဘရင် Rico တို့ဟာဒီစနစ်ကိုဖျောက်ချဖို့အစိုးတင်သွင်းခဲ့ပါတယ်တခြားနိုင်ငံတွေကလည်းကံကွက်မှုမရှိကြတာကြောင့်သူတို့အဆုပ်ကိုအထူးပြုခဲ့ပြီးစေပြင်းတွေနေရာမှာရေတိုက်ရဲ့သိပ္ပံပညာရှင်ဒေါက်တာဖီကာဖန်တီထွင်ထားတဲ့ Seraphine Cyborg တွေကိုအစားထုတ်ခဲ့ပါတယ်။အရင်နောက်မှာတော့စေပြင်းတွေအကုန်လုံးကိုဖျောက်ချပြီးဖန်ဆီးဖို့ကြေထုတ်သတ်မှတ်ခဲ့ပါတယ်။ ။တချိန်ကရေတရက်အကာအကွယ်ကိုအပြေအဝရရှိခဲ့တဲ့ဗင်နယ်သမားတွေဟာအခုတော့ဒရိတ်ဆန်တွေလိုအမဲလိုက်ခံနေရပါပြီ။အပိုင်း၅အခုရောဇလန်းထဲမှာစစ်ပြင်းတွေဘလို့ဖြစ်ကုန်ကြပြီလေ။ကမ္ဘာအစိုးရကစစ်ပြင်းစနစ်ကိုဖျောက်ချလိုက်တဲ့နောက်မှာလက်ရှိစစ်ပြင်းတွေဟာရေတပ်ရဲ့အမဲလိုက်တာကိုခံကြရပါတယ် ။မေဟော့ဖ်ကတော့သူနေနေတဲ့ဂျိုမှာခဏသိမ်းရှောင်နေခဲ့ပြီးခရိုကိုဒိုင်းနဲ့ကန်ကောင်းထောင်းမစွာရုံကိုဖြစ်လာခဲ့တဲ့ဘက်ကီရိုနဲ့ပူပေါင်းက Cross Guard ဆိုတဲ့အဖွဲ့ကိုတီထောင်ပြီးရေတက်ကပုံမှုတွေကိုခြေပြန်ထုတ်ပြီးဖမ်းခိုင်းပါတယ်။လော့ဒ်ကတော့လက်ဖီနဲ့ပူပေါင်းကခိုင်တကိုအနိုင်ယူခဲ့ပြီးနောက်ဆုံးချုံးစီကိုရောက်အောင်သွားနေပါပြီ။ဂျင်ဘယ်ကတော့လက်ဖီတို့ကောက်ယူအုပ်ထုတ်ပင်လက်တမအဖွဲ့ရဲ့တရားဝင်ပယ်ထင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဝေဗယ်ကတော့ရေတိုက်ရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးကိုမားကတော့လုံးဝဆိုက်ရုပ်ဖြစ်ပြောင်းလဲသွားတာကဖြက်စီးခံလိုက်ရပါတယ်။ ညနေညနေများတဲ့ Black Fate တယောက်ကတော့သူ့လိုချင်တဲ့ power ကိုသူ့အစီအစဉ်တွေအတိုင်းတစင်ချင်းရအောင်ယူပြီးလက်ရှိမှာရုံကိုတယောက်ဖြစ်ရှိနေပါတယ်။နောက်ဆုံးမှာတော့ကမ္ဘာအစိုးရကစတင်ခဲ့တဲ့စစ်ပင်တွေလည်းပွဲသိမ်းသွားခဲ့ရပါပြီ။တကယ်တော့စစ်ပင်တွေဟာပင်လယ်ဓားများတွေဆိုတာထက်အများကြီးပိုပါတယ်။သူတို့တွေဟာဘယင်တွေ၊စစ်တီရော်တွေ၊ဒက်ဆပေါ့တွေ၊ဟီးရိုးတွေနဲ့မွန်စတာတွေပါ သူတို့ရင်းကတချို့ကအာနာပါဝါကိုမတ်မောခဲ့ပြီးတချို့ကတော့လွတ်လပ်ခြင်းကိုထောင်းထားခဲ့ပါတယ်။ဘယ်လိုပဲဖြစ်နေပါစေသူတို့အကုန်လုံးဟာမုံတိုင်းထံတဲ့ဘယ်လယ်ပင်ကြီးထဲမှာတရွေ့ရွေ့လိမ့်နေကြတဲ့နိုင်လုံကြီးတွေပါပဲ။ကဲအဲ့တော့ပရိသတ်တို့ရောဘယ်ရှိချစ်ပိုခိုင်ကိုအကျိုက်ဆုံးလဲဘယ်တယောက်ကအဆမ်းမဆုံးဖြစ်မယ်လို့ထင်ပါသလဲ။ပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုကောမန့်မှာရေးပေးခဲ့ပါအောင်နော်။နောက်ပြီးအခုလိုအနီမေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေများများကြည့်ချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကို like လုပ်ပြီး channel လေးကိုလည်း subscribe လေးလုပ်သွားပေးပါအောင်ဗျ။ အခုလောဗီဒီယိုရှယ်ကြီးကိုအဆုံးထိမပြင်းမီကြည့်ရှုပေးလို့ဘဲတက်ကြီးတို့ကိုကျေးဇူးထူးတင်ရှိပါတယ်။